ကဘာကြီးကိုပြန်ရောက်လာတဲ့အာကတယမူရဲ့ကိုယ်ထဲမှာကပ်ပါလာတဲ့ဂျိုသားလေးမင်္ဂလာပါဒီနေ့မှာတော့ကြီးစုသူတွေကိုစိတ်မမှန်ဖြစ်သွားစေနိုင်တဲ့ရုရှားသိပ္ပံကားလေးစပင်နဲ့မိတ်ဆက်ပေးပါရစေ1983ခုနှစ်ရုရှားအာကတပတ်လန်းလေးမှာအာကတယမူနှစ်ယောက်ဟာရောက်နေခဲ့ပါတယ်ကိုတင်းကတော့တီတီငင်ငင်နဲ့လှုပ်လှုပ်နေပြီးတော့သူ့ဘွာရာကတော့ Hello Oppa ကိုကိုရဲ့တဏီကုံပြစ်လို့ထားတယ်ဟေးဆိုပြီးတော့တချင်းလေးညီးနေခဲ့ပါတယ်ဒီလိုနဲ့ဘေးမရင်ဘော်ကိုဆင်းသက်ဖို့ကိုတင်းတယောက်ဟိုနှိပ်ဒီနေ့ရှောင်းနေရင်းနဲ့ ရင်ကားတစ်ခုခုကိုတိုက်မိသလိုဖြစ်သွားခဲ့ပါတယ်။ရင်ကိုပြန်ထိချုပ်လို့ရတဲ့အခါမှာတော့ရင်ပရင်းပေါက်ဘေးမှာတစ်ခုခုဖြတ်သွားတာကိုတွေ့လိုက်ရပါတယ်။ဒီနောက်မှာတော့လေတီတစ်ခုဟာဆိုဗီယက်ကဇာစတန်ရဲ့ကောင်းငင်ဘော်ကနေပြုတ်ကျလာနေခဲ့ပါတယ်။ယန်နီဘော်ကဝိုင်းကပြန်လာတဲ့မြင်းစီကိုတော့ဒူးဟာဒီယာကိုတွေ့သွားခဲ့တာပါ။မိနဲ့ထိုးကြည့်လိုက်တဲ့အခါမှာတော့အာဂတာရင်မူးတူးကတော့ရာသက်ပံအိပ်ပျော်နေတာကိုတွေ့လိုက်ရပါပြီ။တခြားတူကတော့ခေါင်းထောင်လာခဲ့ပြီးတော့ပစောက်ဘက်ကနေကိုလာရီအန်နေခဲ့ပြီးမျိုးလုံးတွေကလည်း ABC ရောင်တွေပေါက်နေခဲ့ပါလေ။ အဲဒီနောက်မှာတော့အမရာကိုမော်စကိုမှာလူနာတယောက်ကြည့်ဖို့အင်တာဗျူးနေခဲ့ပါတယ်။မေးချင်ရတယ်မေးပြီးသွားတော့နားနေကန်ထဲမှာစောင့်နေတဲ့အမရာနားကိုအင်တာဗျူးတော့ကလာချောင်းနေတဲ့ဗိုလ်မှူးကြီးကိုမြရောက်လာခဲ့ပါတယ်။အမရာကြည့်ရမဲ့လူနာကြောင်ရှင်းပြနေခဲ့ပြီးတော့သူမသဘောမချခဲ့ရင်လည်းချက်ချင်းပြန်လို့ရအောင်ပြောခဲ့ပါတယ်။အဲဒီနောက်ပဇင်းမြတ်ဘောကိုရောက်တဲ့အခါမှာတော့အမရာဟာဆေးမှတ်တမ်းတောင်းနေခဲ့ပေမဲ့ကိုမြားကတော့လေနဲ့ပဲမှတ်တမ်းကိုပြောနေခဲ့တာပါလူနာကိုတင့်ဟာအာဂတယင်ဘူးဖြစ်ကြောင်းပြောနေခဲ့ပြီးတော့ကိုတင့်ဟာဒိမေယောဂါရနေခဲ့တာပါ ကာဇာစတန်ကိုရောက်တဲ့အခါမှာတော့လေးလာရေးအကြောင်းကိုကားနဲ့တဆင့်သွားရပါသေးတယ်။ကိုမြားဟာအမရာကိုတားမြင်ထားတဲ့နေရာတွေကလွဲရင် ကျန်တဲ့နေရာတွေကိုကြိုက်သလိုသွားလို့ရကြောင်းပြောခဲ့ပါတယ်။အမရာတို့စုံစမ်းရေးခန်းထဲကိုရောက်တဲ့အခါမှာတော့ကိုတင့်ကိုစိတ်ပညာရှင်တယောက်ကအင်္ဂွေချစစ်ဆေးနေခဲ့တာပါ။အမရာတို့လည်းတစ်ဖက်မှန်သားပြင်ကနေကြည့်နေခဲ့ပါတယ်။ဇေယောကဇာဝင်ကတော့ကိုတင့်စီကနေလိုချင်တဲ့ချက်လက်တွေမေးနေခဲ့ပေမဲ့ကိုတင့်ကတော့သူ့ကလေးတွေစီကိုပဲစိတ်ရောက်နေခဲ့ပါတယ်။ ဆရာဝန်လည်းဒေါသထွက်ထွက်နဲ့မင်းငါကိုမကူညီဘူးဆိုရင်ငါလည်းမင်းကိုမကူညီနိုင်ဘူးဆိုပြီးတော့ပြောလိုက်ပါလေ။အဲနောက်မှာတော့ကိုတင့်ကိုအင်္ဂွေဖြေပေးလိုက်တဲ့အခါမှာကိုတင့်ကအာဂသရင်မှုဆိုတာစိတ်ကံရောလေ့ကျင့်ထားတာမို့လို့ညီမလေးရဲ့ကိုကိုဆိုတဲ့အတန်နဲ့တောင်စိတ်ညှို့လို့ရတာမဟုတ်ဘူးကွာဆိုပြီးတော့ငိုတန်ကြီးနဲ့ပြောလိုက်ပါလေ။ဒေါက်တာအောင်အောင်လည်းစိတ်ပြည့်ပြည့်နဲ့ထွက်လာခဲ့ပြီးတော့အမရာတို့စီကိုရောက်လာခဲ့ပါလေ။အာဂသရင်မှုကြီးကတော့မန်ပရင်းပေါက်ကို ထုတ်ပြီးတော့သူ့ရဲ့လှုပ်ဖော်ကံပဲအကြောင်းမေးနေခဲ့ပါလေ။ဘုံမကြီးကိုမြရဲ့လူနာပေါ်အမရာရဲ့အမြင်ကိုသိကျင်တယ်ဆိုတာကြောင့် အမရာလဲကော်ဖီကွက်လေးကင်ပြီးတော့ကိုတင်ရှိရာခန်းလေးကိုရောက်လာခဲ့ပါတယ်။ပါလာတဲ့ကော်ဖီကွက်လေးကိုကိုတင်ကိုတိုက်လိုက်တဲ့အခါမှာတော့ကိုတင်လည်းငက်နေတာကြာပြီမို့လို့ယူတော့လိုက်ပါတယ်။အမရာဟာကိုတင်ရဲ့လှုပ်ရှားမှုတွေကိုကဲခန့်နေရင်းနဲ့သူမဒီကိုဘာကြောင့်ရောက်လာရတာလဲဆိုတာကိုရှင်းပြခဲ့ပြီးတော့အခန်းတောင်းကအယုတ်လေးကြောင်းကိုလည်းဆက်ဆုနေခဲ့ပါတယ်။ကိုတင်ကတော့ဒီယုတ်လေးကသူ့ပုံသူအယုတ်လေးဖြစ်ပြီးတော့အာဂတရင်မှုအထာရီပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အမရာဟာကိုတင်မပြေခြင်းနဲ့စစ်စေးအကြောင်းကိုထမေးနေခဲ့ပါတယ်။ မတန်းဖိုင်ကိုမဖက်ရသေးတဲ့အမရကိုကိုတင်ကစစည်းရေးရာမစင်းတဲ့ခင်အတီကိုအစဉ်ပြေပြေနဲ့ပြီးဆုံးခဲ့တာကိုပြောပြခဲ့ပြီးတော့ဂျန်တဲ့ယာရီကိုတော့မှမမိတော့ပဲနဲ့သူနိုးလာတဲ့အခါမှာတော့ဒီစကန်းကိုရောက်နေတာလို့ပြောခဲ့ပါတယ်။သူ့ကိုကဲထုတ်ပေးဖို့အမရကိုတောင်းဆိုလို့မရတာကြောင့်သူ့ရဲ့မိခင်နံမည်နဲ့ဖုန်းနံပါတ်လေးကိုပဲပေးပြီးတော့သူ့သက်ရှင်နေတဲ့ကြောင့်အမရကိုပြောပြဖို့ကိုတင်ကတောင်းဆိုလိုက်ပါတယ်။အဲနောက်မှာတော့ကိုတင်နဲ့တွေ့ရတာကျမအတွက်ဝမ်းသာစရာပါဆိုပြီးတော့ကော်ဖီခွက်လေးကင်ကထွက်သွားခဲ့ပါတယ်။ပြန်ထွက်လာမှာတော့ဒေါက်တာအောင်ကိုတမင်အပူလောင်ကွက်ပြလိုက်ပြီးတော့ ဘုံမူကြီးကိုတင်မှာမှတ်ဉာဏ်အားနည်းတဲ့အာယုံကျော်ယောဂါရနေကြောင်းမှတ်ချက်ပေးပြီးတဲ့နောက်မှာတော့ဘုံမူကြီးကို ပြန်ခွင့်တောင်းလိုက်ပါတယ်။ဘုံမူကြီးကိုမြကတော့မနေ့ကမှပြန်ဖို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့လုံချုံရင်တက်သားနဲ့အမရာတယောက်ညားရရမယ့်နေရာကိုလိုက်လာခဲ့ပါတယ်။ရောက်လာတော့မှာပဲလမ်းမှာလူတွေကကုတ်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 နဲ့လှုပ်ကင်နေတာကိုတွေ့လိုက်ရပါတယ်။အမရာလည်းဆက်စုကြည့်လိုက်တဲ့အခါမှာတော့တသားဟာအကျဉ်းသားတွေကိုလှုပ်ချမ်းလှုပ်ခိုင်းနေတာလို့ပြောခဲ့ပါတယ်။တသားလေးကအမရာကိုနေရမယ့်နေရာကိုခေါ်လာခဲ့ပြီးတော့ဒီတိုင်းမှာအမရာတယောက်ပဲရှိတယ်လို့ပြောခဲ့ပါတယ်။ အမရလည်းခန်းထဲကိုရောက်လာခဲ့ပြီးတော့ထုတ်ကလေးချကပြင်ကိုဖုန်းခေါ်ဖို့လုပ်ခဲ့ပေမဲ့လည်းမရခဲ့ပါဘူး။ညာရောက်လို့ရေမိုးချိုးတဲ့အခါမှာတော့အမရရဲ့ကြောပဲ့ကြီးမှာအမရွက်ကြီးရှိနေတာကိုတတိထားမိခဲ့ပါလေ။အကြိုက်ခဲပျော်စေးလေးတောက်ပြီးတော့အိဖို့လုံးလိုက်ပေမဲ့အိမပျော်လို့ထပြေးလိုက်ပါလေ။ဒါမဲ့ရုတ်တရက်ကျင်းသားတယောက်နဲ့တောင် တိုက်မိသွားခဲ့ပါသေးတယ်။အကန်းကိုပြောင်းထုတ်တဲ့အခါမှာတော့အကန်းတကားလာခောက်လို့ကြည့်တဲ့အခါမှာကိုမြဖြစ်နေခဲ့ပါလေ။ဒီနောက်မှာတော့အမရကိုစစေးခန်းထဲကိုခေါ်လာခဲ့တာပါ။ ကိုမြအားအနာအီကိုတစ်ချက်ကြည့်လိုက်ပြီးတော့တပ်သားတွေကိုစတင်မှုအမိန့်ပေးလိုက်ပါတယ်။အာဂသရင်မှုရဲ့အခန်းကိုမှန်တကားတွေနဲ့ပိတ်ထားလိုက်ပြီးတော့လုံခြုံရေးတွေလည်းထပ်တိုးထားခဲ့ပါတယ်။အမရာနဲ့တခြားသူတွေအကုန်လုံးကိုတင့်ကိုလုံခြုံရေးကင်မရာကနေစောင့်ကြည့်နေခဲ့ပါတယ်။ဂျိုးတဲ့ကိုတင့်အိယာကနေပြုတ်ကျလာခဲ့ပြီးတော့ကိုတင့်ကိုရဲကနေတခုခုထွက်လာခဲ့ပါတယ်။ဂျိုးသားလိုလိုအကောင်ကြီးတခုပါအမရာလည်းလန်သွားခဲ့တာပေါ့။ကိုမြလည်းအမရာကိုနီးကပ်ကြည့်ဖို့ခွင့်ပြုလိုက်ပါတယ်။အမရာလည်းမန်နာကိုကတ်လိုက်ပြီးတော့ဒီကောင်ကြီးကိုလိုက်ကြည့်နေခဲ့တာပါ။ အကောင်ကြီးလည်းရောက်လာခဲ့ပြီးတော့အမရာလည်းတကြီးကြီးနဲ့လေးလာနေခဲ့ပါတယ်။လလေးထုတ်ပြပြီးတော့ရင်းနှီးမှုပြလိုက်တဲ့အခါမှာတော့အကောင်ကြီးကအမရာကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။အမရာလည်းလန်သွားပြီးတော့ခန်းထဲကနေထထွက်လာခဲ့ပါတယ်။ကိုမြလည်းအမရာနောက်ကိုလိုက်လာခဲ့ပြီးတော့ဒီကောင်ကြီးကကဘာပေါ်ကအကောင်ကြီးမှုံချောင်ပြောခဲ့ပါတယ်။အမရာကတော့ကိုတင်တယောက်သူ့ကိုယ်ထဲမှာဒီကောင်ကြီးရှိနေတာကိုသတိထားမိသလားဆိုတာကိုသိချင်နေခဲ့ပါပြီ။ကိုမြကတော့ဒီကောင်ကြီးကိုကိုတင်ကိုရဲကနေထုတ်ဖို့ကုမလားနဲ့ ဒီကြောင်းတွေကိုထုံမပြောဖို့ဂရိစာချုပ်ထိုးပြီးတော့ထွက်သွားမလားလို့အမရာကိုမေးလိုက်ပါတယ်။အမရာကတော့သူမကိုဘာကြောင့်ရွေးချယ်ရသလဲလို့မေးလိုက်တဲ့အခါမှာကိုမြကသူမရဲ့စွန်စားတတ်တဲ့စိတ်ကြောင့်လို့အဖြစ်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့အမရာဟာဒီကောင်ကြီးရဲ့ရုပ်တံမှတ်တမ်းတွေနဲ့ဒီကြောင်းနဲ့ပတ်သက်သမျှမှတ်တမ်းတွေကိုတောင်းဆိုနေခဲ့ပါတယ်။အမရာဟာကိုတင်တဲ့တနေ့ကိုတနားရီကြာဆွေးနွေးမှုနှစ်ခါလုပ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။ဘုံမကြီးကတော့အမရာနေဖို့ဆုံးဖြတ်တာကိုဝမ်းသာနေပုံပါပဲ။အမရာလည်းမှတ်တမ်းတွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ကိုတင့်ကိုပြန်လဲထူထောင်ရေးစခန်းမှာစထားတဲ့ညမှာပဲဒီကောင်ကြီးကပေါ်လာပြီးတော့စစ်တပ်သားတယောက်ကိုစားသုံးခဲ့တာကိုသိလိုက်ရပါတယ်။အဲနောက်မှာတော့တတိတသန်းနဲ့ဒီကောင်ကြီးကိုကိုတင့်စီကနေဖယ်ထုတ်ဖို့စ조사ခဲ့ကြပေမဲ့အဆင်မပြေခဲ့ပါဘူး။ကိုတင့်ရဲ့ကိုယ်ထဲမှာဒီကောင်ကြီးမရှိရင်တော့ကိုတင့်ဟာအသက်ရှင်တော့ဟာနေပါနေခဲ့ပြီးတော့ဒီကောင်ကြီးကိုယ်ထဲမှာရှိနေရင်တော့တော်တော်လေးကိုကျန်းမာနေခဲ့တာပါ။ဒီကောင်ကြီးဟာကိုတင့်ရဲ့ကိုယ်ထဲမှာရှိနေရင်ကြုံကြုံလေးနေနေခဲ့ပြီးတော့ကိုယ်ထဲကထွက်လာပြီဆိုရင်တော့တမီတာကျော်လောက်တောင်ရှည်လာခဲ့ပါလေ။ ကိုရဲကနေထွက်လာတဲ့ကိုတင့်ကိုမေ့နေအောင်စိတ်ထုတ်ထားခဲ့ပြီးတော့တခါထွက်လာခဲ့ရင်တော့တနာရီလောက်တော့လူကိုရဲ့အပြင်မှာနေနိုင်ခဲ့ပါတယ်။ဒီလိုထွက်လာတာကတော့ညတိုင်းအချိန်မှန်ဖြစ်နေခဲ့ပါတယ်။အမရာလဲဒီကောင်ကကဘာကောင်လားမိကိုနေရတဲ့ကောင်လားဆိုတာကိုဝေခွဲမရဖြစ်နေခဲ့ပါပြီ။ကိုတင့်အားဇာဝင်ရဲ့စောင်းရှောက်မှုနဲ့လေ့ကျင့်ခန်းတွေကိုလုပ်နေခဲ့ပါတယ်။လိုလာတဲ့ပို့လို့နေတဲ့ကိုတင့်ကိုဇာဝင်ကတော့နားပါအောင်လို့ပြောနေခဲ့ပေမဲ့ကိုတင့်ကတော့လေဘင်းမှာခုလိုခုလိုဖြစ်နေတာကလွဲရင်ကျန်တာအားလုံးစင်ပြေကြောင်ပြောခဲ့ပါတယ်။ ။တပတ်မှာတော့အမရာတယောက်ဂျိုကောင်ရဲ့မတန်းနေဖို့စစ်ဆေးနေခဲ့ပါတယ်။အောင်ရောက်လာလို့ကိုတင်ရဲ့သားလေးချောင်းကိုမိလိုက်တဲ့အခါမှာတော့အောင်ကတော့မဖြေခဲ့ပါဘူး။အဲဒီနောက်မှာတော့ဒီဂျိုကောင်ကိုဗာကျွေးလဲဆိုတော့အောင်ကလည်းကိုတင်စားလာပဲကျွေးတာပါလို့ပြန်ပြောခဲ့ပါလေ။အောင်စီကသိကျင်တာတွေရှောင်မေးနေခဲ့ပေမဲ့လည်းအောင်ကတော့ကိုမြကိုသာမေးဖို့ပြောလိုက်ပါလေ။ဒီလိုနဲ့ကိုတင်ရဲ့ရုံးခန်းကိုသွားခဲ့ပြီးတော့မိဘမဲ့ခင်ရတခုကိုဖုန်းဆက်နေခဲ့ပါလေ။ကျွန်တော်မတန်တဲ့ကောင်လေးဟာတကူးကူးကိုထယူနေလို့ဆရာဝန်မကြီးကစူနေခဲ့ပါတယ် နောက်တစ်ခါမှာတော့အမရာဟာကိုတင့်စီကိုစမ်းသပ်မှုလို့ဖို့ရောက်လာခဲ့ပါပြီ။အမရာဟာသူမကိုဒီကော်လာတဲ့လူတွေဟာကိုတင့်ကိုစိတ်ဖောက်ပြီးတော့ကိုတငယ်ချင်းကိုပြန်တက်ခဲ့တယ်လို့ထင်နေကြောင်းကိုတင့်ကိုပြောခဲ့ပါတယ်။ဒီစကားကိုခန်းရဲ့တပတ်က ကိုမြနဲ့အောင်အောင်ကတော့သဘောမကျခဲ့ပါဘူး။ကိုတင့်ကတော့သူ့ကိုဒီကာကွယ်တွေကြားထဲမှာထိထားတာကြောင့်အမရာစကားကိုဖြစ်နိုင်ကြောင်းယုံခဲ့ပါတယ်။အမရာဟာကိုတင့်ကိုဘယ်လိုလူမျိုးလဲလို့မေးတဲ့အခါမှာတော့ကိုတင့်ဟာသူဟာလူစမ်းကောင်းတစ်ယောက်လို့ပြန်ဖြေခဲ့ပါတယ်။ အမရာကတော့ကိုတင့်ကိုအာဂဒရင်မှုဘွားကိုလူစွမ်းကောင်းလို့မမြင်ဘူးဆိုပြီးတော့စန့်ကျင်ပြောကတာဖြစ်သူကိုလည်းစွန့်ပစ်ခဲ့တဲ့သူလို့ဒေါသထွက်အောင်ပြောလိုက်ပါတယ်။ကိုတင့်လည်းအမရာပြောစကားတွေကြောင့်စိတ်ခုပြီးတော့ထွက်သွားဖို့တောင်းဆိုခဲ့ပါတယ်။အကမ်းပြင်ကိုပြန်ထုတ်တဲ့အခါမှာတော့အမရာလည်းဒေါသထွက်ရင်ပြောင်းလဲလာတဲ့ဟော်မုန်း level ကိုစစ်ဆေးခိုင်းခဲ့ပါတယ်။အဲဒီတော့မှာတော့ဘုံမူကြီးကိုကိုတင့်ကိုနေဘက်မှာတော့လူတွေရှိတဲ့နေရာမှာပြောင်းနေပွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဘုံမူကြီးလည်းသူမတောင်းဆိုတာကိုခွင့်ပြုပေးခဲ့ပြီးတော့ကိုတင့်ကိုနေဘက်မှာတာမန်အခန်းလေးမှာနေခွင့်ပေးလိုက်ပါတယ် အဲဒီနောက်မှာတော့အမရာဟာကိုတင်ခန်းကိုရောက်လာခဲ့ပြီးစမ်းသက်ချိန်တော့ကပြောခဲ့မိတာတွေကိုလာပြီးတောင်းပန်နေခဲ့ပါတယ်။ကိုတင်ကလည်းသူ့မှာသားလေးရှိတာကိုမသိခဲ့ဘဲနဲ့စစ်စင်ရေးသွားကနေတပတ်လောက်လိုမှသာတည်င်းရခဲ့တာဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။အမရာပြန်မထွက်သွားခင်မှာတော့ကိုတင်ဟာသူ့ဒီနေရာလေးကိုရောက်နေရတဲ့အကြောင်းကိုမေးခဲ့ပေမဲ့အမရာကတော့မပြေခဲ့ပါဘူး။ရောက်တဲ့ကမှာတော့အမရာဟာဂျိုသားလေးကိုကြည့်ဖို့အဆောင်ကြီးအခန်းလေးကိုရောက်နေခဲ့ပါပြီ။ဖန်ပရင်းပေါက်လေးကိုတတော်တော်ခေါ်ပြီးတော့သူမကိုတတိထားမိအောင်လုပ်နေခဲ့ပါတယ်။ ခဏကြာဂျိုသားလေးရောက်လာတဲ့အခါမှာတော့အမရာလည်းအချမ်းမြင်ကိုလဲချလိုက်တဲ့အခါမှာတော့ဂျိုသားလေးလည်းသူ့မပုံစံအတိုင်းကိုလိုက်လုံနေခဲ့ပါတယ်။အမရာကိုတင်းရဲ့အယုတ်လေးကိုတိုင်းမိလိုက်တဲ့အခါမှာတော့ဂျိုသားလေးကလည်းလိုက်ကြည့်နေတာကိုအမရာတတိထားမိပြီးတော့အခန်းထဲကိုဝင်ဖို့ခွင့်တောင်းခဲ့ပါတယ်။ဘုံမကြီးကလည်းသူမဝင်ရရင်ပြီးရောဆိုပြီးတော့အကာအကွယ်ဝတ်စုံနဲ့ဝင်ခွင့်ပြုလိုက်ပါတယ်။အတဲကိုဝင်သွားပြီးတော့အယုတ်လေးကိုချပစ်လိုက်တဲ့အခါမှာတော့ဂျိုသားလေးကအယုတ်လေးနားမှာတကယ်အကန့်နဲ့သဘောကျနေခဲ့ပါတယ်။ ဒီချိန်မှာအမရာဟာဒီဂျိုသားလေးကိုထိကြည့်ဖို့ကြိုးစားတဲ့အခါမှာချော်လဲပြီးတော့ကြာသွားခဲ့ပါတယ်။ဒီဂျိုသားလေးလည်းအမရာလဲကြနေတော့မှဆွဲခေါ်သွားဖို့လုပ်ခဲ့ပါတယ်။ဒါကြောင့်ဘုံမူကြီးလည်းမိရိတကုံခွင့်လိုက်ပြီးတော့အမရာကိုကယ်တင်လိုက်ပါတယ်။အဲဒီညမှာပဲအမရာခန်းထဲမှာရှိနေတော့ဘုံမူကြီးကရောက်လာခဲ့ပါတယ်။အမရာလည်းဒီရုပ်လေးနဲ့ပတ်သက်ပြီးတော့သူမတိလိုက်တဲ့အရာကိုရှင်းပြဖို့လုပ်ခဲ့ပါတယ်။ဒီဂျိုသားလေးနဲ့ကိုတင်တို့ဟာအသီးစိတ်တစ်ခုတည်းကိုသာမျှတုံးနေရတာကြောင့်ကိုတင်ဒီရုပ်လေးကိုတံမိုးထားသလိုပဲဒီကောင်လေးကလည်းပြုတ်မူနေတာလို့အမရာကယူဆခဲ့ပါတယ်။ နောက်တစ်ခုကတော့ဒီဂျိုသားလေးဟာညာတိုင်းအချိန်တဖြည်းဖြည်းနဲ့ပူပူကြောင်ကိုတင့်ကိုရဲကနေထွက်လာခဲ့တာဖြစ်ပြီးတော့နောက်ဆုံးမှာတော့ကိုတင့်ကိုရဲမှာနေထိုင်ဖို့လိုတော့မှာမဟုတ်ဘူးလို့လည်းထပ်ပြောခဲ့ပါတယ်။အမရာဟာသူတို့ကိုမော်စကိုကိုခေါ်သွားဖို့ပုံမှုထံတောင်းဆိုခဲ့ပေမဲ့ဒီဂျိုသားလေးရဲ့အခြေအနေကိုအလုံးစုံမသိရသေးတာကြောင့်ငြင်းလိုက်ပါတယ်။အဲနောက်မှာတော့အမရာဟာရုတ်တံမှတ်တမ်းတွေကိုကြည့်ပြီးတော့တကူးကူမားနေကြောင်အောင်ကိုပြောတဲ့အခါမှာတော့အောင်ကတော့အဲလာတက်တာပါဆိုပြီးတော့သာပြန်ပြောခဲ့ပါတယ်။ ဒါမဲ့လည်းသူမဟာနေနေညကြားမှာကိုတင်းရဲ့ဟော်မုန်းပြောင်းလဲမှုအကြောင်းကိုမေးခွန်းထပ်ထုတ်နေခဲ့ပါတယ်။အမရကဂျိုသားလေးကိုကျွေးတဲ့ယာရီကိုထိန်ချန်ထားလိုက်လို့ထင်နေခဲ့တာပါ။အောင်အောင်ကတော့ဒီကနေထွက်သွားလို့ယာတော့ထွက်သွားဖို့သာပြောနေခဲ့ပါတယ်။အမရကတော့အောင်အောင်ကိုနိုဘယ်ဆုလိုချင်လို့သူမကိုနေထုတ်နေတာလို့ပြောခဲ့ပြီးတော့ဆူရဖို့သူမဟာပင်ပန်းခံကူညီမယ်လို့လည်းပြောခဲ့ပါတယ်။အမရဟာပြောင်းနေတဲ့ချက်လက်တွေကိုဗိုလ်မှူးကြီးမတီဘဲနဲ့နှကိုကြားတိတ်တိတ်လေးပြေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီနောက်မှာတော့အောင်အောင်လည်းအမရရဲ့တောင်းဆိုမှုတွေကြောင့်ကားထဲမှာပုံခန်းထားလိုက်ပြီးတော့ န့်သက်ထားတဲ့နေရာတစ်ခုကိုမောင်းလာခဲ့ပါတယ်။ဒီဘက်မှာတော့ကိုတင့်ကိုအေးစေးတွေပေးခဲ့ပြီးတော့စောင်းကြည်အခန်းတွေကိုခေါ်လာခဲ့ပါပြီ။အောင်ကတော့ကားကိုရက်လိုက်ပြီးတော့အမရာကိုလည်းညာကြည့်မှန်ပြောင်းလေးတစ်ခုပေးခဲ့ပြီးတော့အားက10မိနစ်လောက်ပဲခံမဲဆိုတာကိုလည်းတတိပေးခဲ့ပါတယ်။အောင်ကားဘက်ကနေဆင်းသွားခဲ့ပြီးတော့လောင်ကြီးရှိတဲ့နေရာကိုရှောက်သွားခဲ့ပါတယ်။စစ်သားတို့ကကျင်းသားတစ်ယောက်ကိုခေါ်လာခဲ့ပြီးတော့ဒီလောင်ကြီးတဲ့ကိုထည့်လိုက်ပါတယ်။မိတွေလည်းပိတ်လိုက်ပြီးတော့ညာကြည့်မှန်ပြောင်းတွေတက်လိုက်ကြပါတယ်။ ီနောက်မှာတော့ကိုတင်ကိုရဲကထွက်လာတဲ့ဂျူသားလေးဟာလောင်ရင်ထဲကိုဝင်လာခဲ့ပါတယ်။အဲဒီနောက်ဂျင်းသားဘော်ကိုခုန်တက်လိုက်ပြီးတော့ကောင်းဖောက်စားလိုက်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့အမရာတယောက်လန့်သွားလို့အော်တန်ထွက်သွားခဲ့ပြီးစစ်သားတယောက်ကဒါကိုကြားသွားခဲ့ပါတယ်။ဒါမဲ့လည်းအောင်ကဂျားတဲ့ကနေအာယုံလွှဲထားလို့အမရာကိုတော့ရှာမတွေ့လိုက်ပါဘူး။အဲဒီနောက်မှာတော့အမရာကိုပြန်ခေါ်လာခဲ့ပြီးတော့အလန့်ပြောင်လို့ရေလေးပါလေးတိုက်ပြီးတော့သတင်းချက်လက်တွေပါတဲ့ဟာကိုပြေးလိုက်ပါလေဒီဂျိုသားလေးကိုလူဦးနောက်ထဲမှာရှိတဲ့အကြောက်တရားဟော်မုန်းတွေကိုခြောက်ကျွေးနေခဲ့တာပါ ီလိုချင်းသားတွေကိုခြားခြားကျွေးနေတာဟာဗိုလ်မှူးကြီးရဲ့အကြံပါအမရာကတော့အောင်ကိုငကြောက်လို့ခေါ်ပြီးတော့ထွက်သွားခဲ့ပါလေနောက်တနေ့မှာတော့အမရာဟာကိုတင့်ကို သူမနဲ့သွေးပူပြေးဖို့ပြောခဲ့ပါလေလမ်းရောက်တဲ့အခါမှာလည်းအမရာဟာကိုတင့်ကိုဂျူသားလေးရဲ့အကြောင်းကိုပြောပြပြီးတော့ကိုတင့်ကိုရဲကနေခွဲထုတ်ဖို့ဆိုရင်သက်ဆိုင်ရာတွေရဲ့အကူအညီလိုကြောင်းကိုလည်းပြောခဲ့ပါလေအဲနောက်မှာတော့ကိုတင့်ဟာညတနာရေရောက်ရင်သူ့ကိုလာတွေ့ဖို့အတွက်အမရာကိုမှားခဲ့ပါလေညာရောက်လို့ကိုတင့်ကိုအိတ်ဆေးပေးတဲ့အခါမှာတော့ကိုတင့်ကမျိုးမချလိုက်ဘဲနဲ့ကော်ဖီခွက်ထဲကိုထည့်လိုက်ပါလေ ။အဲဒီနောက်သူနာပြူမာလေးကိုသွေးဆောင်ပြီးတော့အတူတူ ရုပ်ရှင်ကြည့်ကြပါရယ်။သူနာပြူမာလေးကလည်းကော်ဖီတောင်းမီကအိပ်ပျော်သွားခဲ့ပါရယ်။ကိုတင်းကတော့တီဗီတွေကနေတန်လိုက်တချို့ကိုဖြုတ်လိုက်ပါရယ်။အမရစီကိုရောက်လာခဲ့ပြီးတော့တန်လိုက်ကိုလည်းကင်မရာတွေဘေးမှာအဲရာတက်အောင်ကပ်လိုက်ပါရယ်။အဆောင်ဟာကင်မရာတစ်ခုခုပြည့်နေတာကိုသိပင်မဲ့လဲလာကြည့်တဲ့အခါမှာမျက်စိရှမ်းနေလို့ဘာမှမတွေ့တာကြောင့်ပြန်ထွက်သွားခဲ့ပါရယ်။အဲဒီနောက်အေးအေးဆေးဆေးသွားလို့ရသွားတဲ့ကိုတင်းတို့ဟာရေခဲတိုက်ထဲကိုရောက်လာခဲ့ပါတယ်။အမရာဟာကိုတင်းကိုဂျူသားလေးကိုထဲမှာရှိတာခံစားမိလားဆိုတော့ ကိုတင်ကလည်းသူနဲ့ဂျိုသားလေးဟာအတူတူပဲလို့ပြောခဲ့ပါတယ်။ဂျိုသားလေးမြင်သမျှအရာအားလုံးကိုမြင်ကြောင်းလည်းသူကပြောခဲ့ပါတယ်။ကိုတင်ကဗိုလ်မှူးကြီးကသူ့ကိုဘယ်တော့မှလွှတ်ပေးမှာမဟုတ်တဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။အမရကိုလည်းမော်စကိုကကိုတင်ကိုလွှတ်ပေးမဲ့စစ်ဆေးရေးအဖွဲ့တွေမလာခင်အထိကိုစောင့်ပေးဖို့ကိုတင်ကတောင်းဆိုနေခဲ့ပါတယ်။အမရကတော့ကိုတင်နေရာမှာသူမသာဆိုရင်ကိုပါကိုစုံစီရင်လိုက်တော့မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ကိုတင်ကတော့သူသားလေးကိုတွေ့ချင်သေးတာကြောင့်အသက်ရှိထင်ရှားရှိနေခြင်းကြောင့်ပြောခဲ့ပါတယ်။ တပတ်မိဘမဲ့ငယ်ရမှာတော့ကလေးတယောက်ဟာထုတ်လေးကိုတတ်နိုင်နေခဲ့ပါတယ်။သူနာပြုဆီယမကြီးရောက်လာပြီးတော့ဇူးတဲ့အခါမှာတော့ဒီကလေးသာထကုတ်ခဲ့ပါတယ်။တင်းနှန်းချောင်းကိုပြန်စေးရရင်တော့အမရကိုစစ်သားနှစ်ယောက်ဟာဘုံမူကြီးစီကိုခေါ်သွားခဲ့ပါပြီ။အဲဒီတော့ဂျူသားလေးရဲ့အကြောင်းတွေကိုညင်းခဲ့ကြပြီးတော့ဘုံမူကြီးကတော့သူဟာငင်းချမ်းကြီးအတွက်လုံနေတာလို့ပြောခဲ့ပါတယ်။အမရကတော့လူသားတွေဇတိကံမှုမလို့ကြောင်းပြောခဲ့ပါတယ်။ကိုမြကတော့ဒီကျင်းသားတွေဟာဘလို့လူတွေဆိုတာကိုအမရကိုပြောပြနေခဲ့ပါတယ်။ကိုမြကအမရကိုဂျူသားလေးကိုစာကျွေးတဲ့နေရာကိုခေါ်သွားပေးခဲ့ပါပြီ။ ။လောင်ကြီးစီကိုရောက်တဲ့အခါမှာတော့အကျဉ်းသားနှစ်ယောက်ကိုခေါ်လာခဲ့ပြီးတော့ဂျူသားလေးကိုလည်းလောင်ရင်ထဲကိုထည့်လိုက်ပါတယ်။ဂျူသားလေးဟာအကျဉ်းသားနှစ်ယောက်စီကိုရောက်ဖို့နီးလာတဲ့အခါမှာတော့အမရာဟာဗိုလ်မှူးကြီးကိုတခြားတနည်းနဲ့အစာကျွေးကြည့်ပြစေလို့တောင်းဆိုခဲ့ပါတယ်။အဲနောက်မှာတော့လောင်ရင်ထဲဝင်သွားပြီးတော့ကုတင်ဇူနီကြသချင်းလေးကိုမူအပြည့်နဲ့ပြန်ဆိုပြလိုက်တဲ့အခါမှာဂျူသားလေးကလည်းနိုးဆိုလိုက်ရတဲ့ကလေးတယောက်လိုပဲငြိမ်ကြသွားခဲ့ပါတယ်။ကိုတင်ကလည်းအခန်းထဲမှာအရင်လိုကြောင်ကြောက်ကြမဖြစ်နေဘဲနဲ့အစဉ်ပြေနေခဲ့ပါတယ်။ ဒါမဲ့ယုတ်တိရဲ့ဂျင်းသားတယောက်ကငင်းငိမ်မနေဘဲနဲ့လှုပ်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 လိုက်တဲ့အခါမှာတော့ဂျူသားလေးကဒေါသထွက်သွားပြီးတော့ထားကြိုက်ပါတော့လေ။အဲနောက်မှာတော့ဘုံမကြီးကအမရာကိုကိုတင်းကရောဒီဂျူသားလေးကိုထိန်းချုပ်နိုင်ပြီလားလို့မေးခဲ့ပါတယ်။အမရာကတော့မလုံးနိုင်သေးဘူးလို့ပြန်ပြေလိုက်ပါတယ်။ဘုံမကြီးကအမရာရဲ့ကူညီနဲ့နောက်ဆုံးမှာတော့ဂျူသားလေးကိုထိန်းချုပ်နိုင်လိမ့်မယ်လို့ထင်နေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အမရာလှုပ်လှုပ်နေတဲ့အခန်းကိုအောင်ကရောက်လာခဲ့ပါတယ်။အောင်ရောက်လာတဲ့အခါမှာအမရာဟာသူမနဲ့ကိုတင်းကိုဒီကနေထွက်သွားနိုင်အောင်ကူညီဖို့လက်တင်ဘာသာစကားနဲ့ပြောခဲ့ပါတယ်။ အောင်ဟာပထမတော့ညင်းနေခဲ့ပေမဲ့လည်းအမရာရဲ့ပြောစကားတွေကြောင့်နောက်ဆုံးမှာတော့ကူညီလိုက်ပါတယ်။ခဏကြာမှအမရာလိုတဲ့ဈေးတွေကိုယူပေးခဲ့ပြီးတော့သူကူညီတာကိုလည်းနှုတ်ပိတ်နေဖို့တောင်းဆိုခဲ့ပါတယ်။အဲနောက်မှာတော့အမရာဟာအဆောင်စီကိုမြမလူကြီးပက်ကနယ်ဈေးနဲ့ထိုးလိုက်ပါတယ်။အောင်ရဲ့ကူညီနဲ့ကိုတင်ရဲ့ခန်းတွေကိုလည်းရောက်လာခဲ့ပါပြီ။ကိုတင်ခန်းထဲရောက်တဲ့အခါမှာကျမ်းမြမထိုင်နေတဲ့ကိုတင်ကိုတွေ့လိုက်ပါတယ်။ဂျူသားလေးကိုထိန်းချုပ်နိုင်အောင်ဗိုလ်မှူးကြီးကပါမစိုးလုပ်လိမ့်မယ်လို့အမရာကပြောနေခဲ့ပါတယ်။ဒါပြင်ကိုတင်ကိုရဲကဒီကောင်လေးကိုထုတ်နိုင်အောင်လဲလုံနိုင်တော့မယ်လို့ပြောပါတယ်။ ကိုတင်ကတော့ဒါကိုမလို့ကျင်ပါဘူးကိုတင်ကသားဖြစ်သူကိုဆုံးဖြတ်ခဲ့မိတာကြောင့်ဒီလိုဖြစ်နေရတာဆိုပြီးတော့အမရာကိုလည်းသူတယောက်တည်းထားခဲ့ဖို့ပြန်ပြောခဲ့ပါတယ်ဒါမဲ့အမရာဟာကိုတင်ရဲ့သားလေးနာမည်နဲ့အသက်ဘယ်လောက်ရှိပြီဆိုတာကိုပြောပြလိုက်တဲ့အခါမှာတော့ကိုတင်လည်းစိတ်ပြောင်းသွားပြီးတော့သူမနဲ့လက်ခဲ့ဖို့သဘောတူလိုက်ပါတယ်အောင်ကတော့အမရာတို့ကိုကားတော့ပေးခဲ့ပြီးတော့နေခဲ့ဖို့ဆုံးဖြတ်လိုက်ပါတယ်အမရာတို့လည်းထွက်သွားခဲ့ပြီးအောင်ကတော့ကိုမရရဲ့ခန်းလေးကနေတက်ဆိုင်ရာတို့ကိုဖုန်းဆက်ပြီးတော့ဒီတင်တန်းကျောင်းရဲ့အကြောင်းတွေကိုသတင်းပေးနေခဲ့ပါတယ် တပတ်မှာတော့တခြားစစ်သားတယောက်ဟာဇေဒုခန္ဓာရတဲ့စစ်သားကိုတွေ့သွားခဲ့ပါတယ်။ကင်မရာတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ကိုတင်းတို့ထွက်ပြေးသွားတာကိုတွေ့လိုက်ပါတယ်။အဲနောက်ဘုံမူကြီးကလည်းကိုတင်းကိုတော့အရှင်လိုချင်နေခဲ့ပြီးတော့အမရကိုတော့လက်စတုံးဖို့မာလိုက်ပါတယ်။ချက်ချင်းဆိုလိုပဲကိုတင်းတို့ကိုတော့တားဆီးထားလိုက်နိုင်ပါတယ်။တပတ်မှာတော့အောင်ဟာသတင်းပေးပြတာနဲ့ပဲဘုံမူကြီးကရောက်လာပြီးတော့လက်စဖြောက်သွားခဲ့ပါတယ်။စစ်သားတွေနဲ့ရင်ဆိုင်နေရတဲ့ကိုတင်းတို့လည်းပုံနေခဲ့ပြီးတော့ကိုတင်းဟာအမရစီကဂျိုသားလေးထွက်လာနိုင်အောင်ဆေးထိုးလိုက်ပါတယ်။ ီနောက်မှာတော့ဂျိုသားလေးလည်းထွက်လာပြီးတော့အကုန်လုံးကိုတိုက်ခိုက်ပါတော့တယ်။မင်းနေတဲ့ကိုတင့်ကိုအမရာလည်းကားတင်ပြေးလာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘုံမူကြီးရောက်လာပြီးတော့ဂျိုသားလေးကိုဆုံးမနေခဲ့ပါတယ်။ဒီနောက်မှာတော့ကိုတင့်လည်းနာနေခဲ့ပြီးတော့ကားပေါ်မှာသွေးတွေအန်နေခဲ့ပါတယ်။အမရာလည်းဂျိုသားလေးမရှိရင်ကိုတင့်လည်းအသက်မရှင်နိုင်ကြောင်းသိလိုက်ရပါပြီ။ကိုတင့်ကတော့စပြေးဖို့ပြောပေမဲ့လည်းအမရာကတော့ကိုတင့်ကိုကားထဲကနေထုတ်လိုက်ပါတယ်။ဘုံမူကြီးလည်းရောက်လာပြီးတော့အမရာကိုစိတ်ပြောင်းသွားပြီလားလို့မင်းနေခဲ့ပါတယ်။ အမရာကတော့ကိုတင်းနဲ့ခွဲထားလို့မရကြောင်းပြောနေတော့မှာပဲစစ်သားတွေကဂျူသားလေးကိုထုတ်လာခဲ့ပါတယ်။အရင်နောက်မှာတော့ဂျူသားလေးကိုလွှတ်ပေးလိုက်ပြီးတော့အမရာကိုလည်းမလုံနိုင်အောင်တစ်ချက်ချလိုက်ပါတယ်။ဒီချိန်မှာပဲကိုတင်းကဂျူသားလေးကိုထိန်းချုပ်ပြီးတော့အကုန်လုံးကိုလက်စာတုံးလိုက်ပါတယ်။အမရာကတော့ဘာမှမလုပ်ဖက်နဲ့ကိုတင်းကိုယ်ရဲကိုပြန်ဝင်သွားပါတယ်။အမရာဟာဂျူသားလေးနဲ့ခွဲထုတ်ပေးမယ်လို့ပြောနေတော့မှာပဲကိုတင်းကသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲယုတ်တဲ့သက်ဆိုင်ရာတွေကရောက်လာခဲ့ပါပြီ။နောက်ဆုံးမှာတော့ကိုတင်းရဲ့အသားလေးကိုအမရာမွေးစားလိုက်ပြီးတော့ဇလန်းလေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ပေးချင်တဲ့ message လေးကတော့ညီမလေးနဲ့လည်းကိုတင်းနဲ့ဂျူသားလေးလိုပဲနှစ်ကောင်ပေါင်းမှတစ်ကောင်ဖြစ်ချင်တယ်ဆိုတာပါပဲ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့တိုးကြီးစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ပါတယ်ခင်ဗျာ။